2015ခုနှစ်မကုန်ခင်ဝင်ကြီးဌာနအလုံးမြို့တော်တစ်ကိုအပြီးရွှေ့မယ်ဆိုတဲ့နိုင်ငံတော်အကြီးအကဲဆိုသူရဲ့တချက်လို့အမိန်အရနာအဖဝင်ကြီးရုံးတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဟာ2005ခုနှစ်နိုဝင်ဘာလျှောက်ရက်နေ့မနက်အစောပိုင်းကစပြီးပြမနာကြက်ပြေးမျိုးတော်တစ်စီကိုစစ်မော်တော်ရင်အတန်းနဲ့အတူအတုပ်လိုက်စတင်ပြောင်းရွှေ့ခဲ့ကြရပါတယ်။ဗိုလ်ချုပ်ကြီးတွေနဲ့ဝင်ကြီးတွေအတွက်ခိမိအင်ရအစအဦးတွေတိဆောက်ပြီးစီးနေပေမဲ့အောက်ရှိဝန်ထမ်းတွေအတွက် အိယာတွေအပြည့်အစုံမဆောက်လို့ရသေးတဲ့အပြင်ရေမီးတွေကလည်းအပြည့်အစုံမတက်ဆင်ရသေးတာကြောင့်ဖောက်ပူမီးတိုက်ပြောင်းရွှေ့လာခဲ့ကြရတဲ့ဝန်ထမ်းတွေဟာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ဝန်ထမ်းတွေအနေနဲ့ချက်ပြေးကိုမပြောင်းရွှေ့ရင်အလုပ်ဖြုတ်ပစ်တာကိုခံရမယ့်အပြင် နောက်ထပ်ဘလို့မျိုးအစိုးရဝန်ထမ်းအလုပ်မျိုးကိုမှလုပ်ခွင့်မပြုတော့ဘူးဆိုတော့နာအဖရဲ့ရှိန်ရှောက်အကြက်ကြိုင်မှုတွေကြောင့်ဝန်ထမ်းတွေဟာမကြင်မနက်နဲ့လိုက်ပါလာခဲ့ကြရတာဖြစ်ပါတယ်။ ဆီအစိုးရကကြပြင်းမျိုးတော်တစ်ကို2000ခုနှစ်ကတည်းကလှုပ်ဝက်ပြီးတည်ဆောက်နေကြတာဖြစ်ပါတယ်။ကြပြင်းမျိုးတော်တည်ဆောက်လို့ရေးစီမံကိန်းမှာအီရှာဝေါ2၊ယူစနာ၊တက်ခမ်းတက်လန်း ACE ၊ဒဂုံအင်တာနက်ရှင်နယ်၊မတ်မြန်မာဒန်ကိုစားတဲ့ကုမ္ပဏီတွေအပြင်တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေလည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့မိသားစုနဲ့အထူးရင်းနှီးသူခစ်ပြက်တထေးလေးကိုတည်စားပိုင်တဲ့ထူးဆောက်လုပ်ရေးကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီတွေကစစ်တပ်အတွက်လက်ဝက်အစအဦးတွေကိုဆောက်လုပ်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။တရုတ်နဲ့မြောက်ကိုရီးယားစစ်အင်ဂျင်နီယာတွေရဲ့အကူအညီနဲ့နာအဖစစ်ရုံးချုပ်အပါအဝင်စစ်တပ်အစအဦးတွေကိုဘုံတန့်ခံနိုင်အောင်ဆောက်လုပ်ခဲ့ကြတဲ့အပြင်တောင်ဆောင်းတွေမှာလည်းလှိုင်ကောင်းတွေကျူးပြီး အမေရိကန်ကုကဲရေးရုံးခန်းတွင်လည်းဘုံခုခြင်းတွေကိုစနစ်တကျတိစောက်ထားကြောင်းသိရှိရပါတယ်။ဘိန်းပရင်ဟောင်းလော်ဆေဟန်ရဲ့သားဖြစ်သူစတီဗင်လော်ရိုပိုင်နဲ့အရှာဝါကုမ္ပဏီကတော့လမ်းမကြီးတွေဖောက်လုပ်ဖို့ကန်ထရိုက်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ကြပြင်းမျိုးတော်တဲ့တိဆောက်ရေးစီမံကိန်းဟာအလွန်ကြီးမားလွန်းလာကြဒေါ်လာတန်းထောင်ပေါင်းများစွာကိုအသုံးပြုပြီးဆယ်စုနှစ်ပေါင်းများစွာအရှက်ယူတိဆောက်ရလိမ့်မယ်လို့ဆိုပါရယ် မြို့တော်တည်တိဆောက်ဖို့အတွက်ဗိုလ်ချုပ်ဘူးကြီးတန်းရွှေကိုရာမြမပြည်အလဲပိုင်းဒေသတွေကိုရဟတ်ရင်နဲ့လှဲ့လှယ်ကြီးရှုပြီးမှပြမနာချက်ပြေးဒေသမှာတိဆောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်တိဆောက်ရေးလုပ်ငန်းတွေဟာကြီးမားကျယ်ပြန့်မှာဖြစ်တဲ့အတွက်အချိန်မတိုင်ခင်သတင်းပေါကြားမှုတွေမဖြစ်ပွားရအောင်ကောလာဟာလသတင်းတွေကြိုတင်ထုတ်လွှင့်ထားဖို့ကိုလည်းနာအဖဖို့ချုပ်ကြီးတွေကစနစ်တကျစီစဉ်ခဲ့ကြကြောင်းသိရှိရပါတယ်။ မြမတက်မတော်ကိုတက်တော်စုနှစ်ခုအဖြစ်ပြင်ဆင်ဖွဲ့စည်းပြီးတစ်ခုကိုရန်ကုန်မှာအရှိပြုမယ်။ကြံတစ်ခုကိုပြည်မနားမှာအရှိပြုမယ်။ဗိုလ်ချုပ်ကြီးရွှေမန်းကိုဒုတိယဗိုလ်ချုပ်မှုကြီးအဖြစ်ယာရုတိုးမြင့်ပေးပြီးပြည်မနားမှာအရှိပြုမယ်တက်တော်စုကိုကုတ်ကဲခိုင်မယ်။ရန်ကုန်မှာအရှိပြုမယ်တက်တော်စုကိုတော့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးကကုတ်ကဲလိမ့်မယ်ဆိုပြီးသတင်းတွေလွှင့်ခဲ့ကြပါတယ်။ ဒါပေမဲ့နိုင်ငံကြီးတချို့ကတော့စစ်အစိုးရရဲ့ရှေ့လန်းတွေကိုကြိုတင်သိရှိနေကြမှာသိကြပါဗျ။နာအာဖကကာကွယ်ရေးဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနအလုံးကို2005ခုနှစ်မကုန်ခဲ့ကြက်ပြေးဒေသကိုပြောင်းရွှေ့အခြေပြုဖို့စီစဉ်နေပြီဆိုတဲ့သတင်းကို Clyde Parker နဲ့ယင်းနီဆိုတဲ့သတင်းတောက်နှုတ်ဦးကအဲ့ဒီနှစ်ဇွန်လ14ရက်မှာကတည်းကထုတ်ပေါ်ရေးသားခဲ့ကြတာတွေ့ရပါဗျ။ သူတို့ကနာအဖရာရှိကြီးတဦးထံကရရှိတဲ့တည်င်းကို အရှိခံပြီးထုတ်ပေါ်ရေးသားခဲ့ကြတာဖြစ်ပါတယ်။နာအဖကဇွန်လ23ရက်နေ့မှာဌာနအတွင်းလှုပ်ဝက်ညွန့်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်းအဲ့ဒီလှုပ်ဝက်ညွန့်ကြားချက်ထဲမှာ2005ခုနှစ်မကုန်မီဝင်ကြီးဌာနအလုံးမြို့တော်တိတ်ကိုအပြီးပြောင်းရွှေ့နိုင်အောင်အစဉ်သေးပြင်ဆင်ထားကြဖို့ဝင်ကြီးရုံးတွေနဲ့အတူသက်ဆိုင်ရာဝန်ထမ်းတွေလည်းပြောင်းရွှေ့လိုက်ပါရမှာဖြစ်လို့ မပြောင်းရွှေ့ကျင်သူတွေကိုအလုတ်ဖြုတ်ပြစ်ဖို့ထက်သွင်းဖို့ပြထားကြောင်းသတင်းထောက်နှစ်ဦးကဖွင့်ချရေးသားခဲ့ကြပါတယ်။ క్లై ပါကာနဲ့ယင်းဒီဆိုတဲ့သတင်းထောက်နှစ်ဦးရဲ့ရေးသားချက်ဟာဘလောက်အထိတိကျမှန်ကန်မှုရှိတယ်လဲဆိုရင်ကြပြေးမှာလက်သမားတွေရဲ့လေယာရှာမြေဥယျင်တွေကိုအတင်းအာဓမသိမ့်ပိုက်ပြီးဂရင်တထောင်ဆန်ဆေးရုပ်ကြီးနဲ့အီလာလီယင်ကွင်းတွေကိုပါတိဆောက်ပြီးစီးနေပြီဖြစ်လို့ယခုအခါစစ်ရုံးချုပ်ကိုလှည့်ဝက်စွာစတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း စွိုင်းအင်ဝင်ကြီးဌာနနဲ့ပြန်ကြားရေးဝင်ကြီးဌာနလည်းမကြခင်ပြောင်းရွှေ့တော့မှာဖြစ်ကြောင်းပြန်ကြားရေးဝင်ကြီးဌာနလက်အောက်မှာရှိတဲ့စာနယ်ဇင်းဌာနတွေနဲ့မြမအတန်းမြမရုံမြင့်တန်ကြားစားတဲ့ဌာနတွေလည်းချက်ပြေးကိုပြောင်းရွှေ့ကြရမှာဖြစ်ပေမဲ့စစ်တပ်ပိုင်မြောက်ဝတီရုတ်တန့်လွင်ဌာနကတော့ချက်ချင်းပြောင်းရွှေ့အောင်မှာမဟုတ်သေးကြောင်းအဲ့ဒီဆောင်ပါမှာအတိအကျထည့်သွင်းရေးသားထားတာတွေ့ရပါတယ်။နာအဖာက အဲ့ဒီညွန်ကြားချက်ကိုထုတ်ပြန်ခဲ့တဲ့ရက်ဟာနာအဖဝင်ကြီးချုပ်လည်းဖြစ်စစ်ထောက်လမ်းရဲ့အကြီးအကဲလည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းကိုရုံးတင်တရားစွဲတဲ့ရက်နဲ့တိုက်ဆိုင်နေတာတွေ့ရပါတယ်။2004ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာဖမ်းဆီးထိတ်သိမ်းခံခဲ့ရတဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းကိုနာအဖစစ်အာဏာပိုင်တွေက2005ခုနှစ်ဇွန်လ23ရက်နေ့မှာရုတ်တင့်တရားစွဲမှုတွေစတင်ပြုလုပ်နေပြီလို့ AFP သတင်းဌာနကရေးသားဖော်ပြခဲ့ပါတယ်။ ါပေမဲ့နာအဖာကတော့ချက်ပြေးကိုပြောင်းရွှေ့ပြေးဖို့ပြင်ဆင်နေတဲ့သတင်းကိုရောဗိုလ်ချုပ်ကြီးခင်ညွန်ကိုတရားစွဲဆိုတဲ့သတင်းတွေကိုရောအဲ့ဒီအချိန်ထိပြောင်းလဲဖို့စူးစမ်းခဲ့တာကိုတွေ့ရပါတယ်။ဇွန်လ12ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့နာအဖာရဲ့သတင်းစာရှင်းလင်းပွဲမှာဗိုလ်ချုပ်ကြီးခင်ညွန်ကိုသူ့ရဲ့နေအိမ်မှာအကျယ်ကျုပ်ချထားရာကနေအင်းစိန်ထောင်ကိုရွှေ့လိုက်ပြီဆိုတဲ့သတင်းဟာမှန်ကန်ပါသလားလို့သတင်းထောက်တအူးကမေးမြန်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ကျော်စန်းကဒီသတင်းတွေဟာအရှိအမြင့်မရှိဘူးဆိုပြီးညှင်းဆုံသွားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုတရားစွဲဆိုဖို့အစီအစဉ်ရှိမရှိသတင်းထောက်တအူးကထပ်မံမေးမြန်းတဲ့အခါမှာလဲပြည်ထရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးကပြောဖို့ဆောလွန်ပါသေးတဲ့ဆိုပြီးဝိလက်ကြောင်ဘက်ဖြေဆိုသွားခဲ့ပါတယ်။အဲ့ဒီနေ့ဩဂုတ်လ28ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့နာအဖာရဲ့ရှောင်မြင်းဆောင်2005သတင်းစာရှင်းလင်းပွဲမှာလဲ ဗိုလ်မှူးချုပ်ကျော်စန်းဗိုလ်ချုပ်မောင်ဦးနဲ့ရဲချုပ်ခင်ကြီးတို့ဦးဆောင်တဲ့နာအဖသတင်းထုတ်ပြန်ရေးအဖွဲ့ကအလားတူဝေဝေဝါဝါဖြစ်ဆိုသွားခဲ့တာကိုတွေ့ရပါတယ်။အမျိုးသမီးသတင်းထောက်တအူကစေယုံချုပ်ကိုပြပနာကိုပြောင်းရွှေ့ဖို့စီစဉ်နေတာမှန်ပါသလားဆိုပြီးမေးမြန်းတဲ့အခါဗိုလ်မှူးချုပ်ကျော်စန်းကအခုအချိန်အထိတရားဝင်ညွှန်ကြားချက်မရသေးပါဘူးဆိုပြီးမိကုန်းကိုတားရိုက်မဖြေဘဲကိုယ့်ဘက်ဖြေကြားသွားခဲ့တာကိုတွေ့နိုင်ပါတယ်။ တကယ်တော့နာအဖပူကျုပ်တွေကဘလို့ပဲဝိလေကြောင့်ပဲလှုပ်ပြီးဖြစ်ကြနေကြပင်မဲ့နာအဖကကြက်ပြေးမှာဘာတွေလုပ်နေတယ်လဲဆိုတာကိုတမန်အယက်သားတွေကအလွဲတကူအခမဲ့ကြည့်ရှုနိုင်တဲ့ maskgoogle.com ဆိုတဲ့ website ကိုတက်ကြည့်ရင်တောင်အားလုံးကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။အဲဒီ website မှာကြက်ပြေးမျိုးတော်ရှိ ရုံးတွေအစာအုပ်တွေကိုတာမက မိထီလာရှန်တဲလီတက်စကန်နန်ဆန်မြိတ်တောင်ငူ မြစ်ကြီးနားနဲ့ရန်ကုန်မင်္ဂလာတုံနဲ့မှော်ပြီးက901 902လေတက်စကန်တွေကိုတာမကမြေပြင်ပေါ်မှာတန်းစီရထားတဲ့ရုရှားနဲ့တရုတ်လို့ကြက်တိုက်လေယာဉ်တွေကိုတောင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်အမေရိကန်နိုင်ငံအပါအဝင်ခိမိနိုင်ငံကြီးတွေကကမ္ဘာပတ်လမ်းကြောင်းအတင်းလွတ်တင်ထားတဲ့စစ်ဘက်ထောက်လှမ်းရေးဂျိုဒူးတွေဆိုရင်တော့ကြောက်ခိလူသားတွေအဖြစ်ကြက်ပြင်းနှံတော်မှာဂူအောင်ဖို့ကြံစီနေကြတဲ့နာအဖဗိုလ်ချုပ်ကြီးတွေနဲ့သူတို့ရဲ့မိသားစုတွေကိုပါအနီးကပ်မြင်တွေ့ရမှသိကြပါဗျ။ နာအပါစစ်အနာရှင်ကြီးတွေကဘာကြောင့်ရန်ကုန်မြို့တော်ကိုဆွန့်ခွာပြီးကြပြင်းမြို့တော်တစ်ကိုပြောင်းရွှေ့အခြေချဖို့ဆုံးဖြတ်ခဲ့ကြတယ်လဲဆိုတဲ့မိကွန်းနဲ့ပတ်သက်ပြီးလေးလာသူတွေကရှုထောင့်အမျိုးမျိုးကနေတုံ့သက်ပြောဆိုခဲ့ကြပါတယ်တုံးသက်သူအများစုကတော့ဆေအနာရှင်ဗိုလ်ချုပ်ကြီးတွေမှာဆွဲကပ်နေတဲ့လူမျိုးကြကြောက်တတ်တဲ့စိတ်ရောဂါနဲ့အယူသီးမှုတွေအပေါ်အခြေခံပြီးတုံ့တက်ခဲ့ကြတာကိုတွေ့ရပါဗျ။ နာအဖဗိုလ်ချုပ်ကြီးတွေကအမေရိကန်အပါအဝင်အနောက်နိုင်ငံတွေကိုရဆရာမရှိအောင်အမျိုးမျိုးဝေဖန်ရှုတ်ချပြောဆိုလေးရှိတဲ့အပြင်အမေရိကန်ဥဆောင်တဲ့နိုင်ငံစုံတက်တွေကပင်လယ်ပြင်နဲ့ထိုင်းနိုင်ငံဘက်ကနေတဆင့်ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာခဲ့ရင်သူတို့ရေးဆွဲရှမှတ်ထားတဲ့ပြည်သူ့စစ်မဟာဗျူဟာနဲ့ဘယ်လိုပဲပုံပြုတ်ပြုတ်ပြုံးသွားအောင်ရှေမုံပစ်လိုက်မယ်ဆိုပြီးပစိုးရှုံတွေကလက်သေးပြလုပ်ခဲ့ကြပါဗျာ ဒါပေမဲ့အမေရိကန်ကြီးရေလေတပ်ဖွဲ့တွေအမှန်တကယ်မြန်မာနိုင်ငံအနီးတစ်ဝိုက်ကို ရောက်လာတဲ့အခါမျိုးတွေမှာတော့မြန်မာစစ်အာဏာရှင်ပိုချုပ်ကြီးတွေစိုးရင်ကြောက်လန့်ပြီးစားမဝင်အိပ်မပျော်လေးရှိပါတယ်။1988ရှစ်လေးလုံးဒီမိုကရေစီတပ်ပွဲကလစက်တင်ဘာ12ရက်နေ့မှာအမေရိကန်အမှတ်ခွန်ရေတပ်ဖွဲ့ကလေရင်တင်သမော်တစီအပါအဝင်စစ်သင်္ဘော၅ဆင်းဟာ ရန်ကုန်မြို့ရဲ့တောင်ဘက်ရေမိုင်190ခန်းအကွာမြောက်လက်တီတွတ်14ဒီဂရီ58မိနစ်နဲ့အရှိလောင်ကြီးတွတ်69ဒီဂရီ33မိနစ်မှာရောက်ရှိနေကြောင်းကြံငါးပွင့်ကော်ပိုရေးရှင်းပိုင်းအေဝသင်းမောကတည်င်းပို့ခဲ့တဲ့အတွက်စစ်ဘုတ်ချုပ်ကြီးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအားလုံးအကြောက်လိုမျိုးနေစရာနေရာမရှိဖြစ်ခဲ့ရဘူးပါတယ်။1988အာနာသိမ်းပြီးနောက်ပိုင်းမှာလဲကုကူးကျွန်းရည်တဲ့ဇက်ခန်းကသူတို့ကျွန်းအနီးမှာအမျိုးအမည်မသိလေရင်ငယ်တွေနဲ့ တင်မော်တရှိုမကြခဏလူလာခေါတုပြန်တန်းခုံမောင်းနေကြတာကိုတွေ့ရကြ။တည်င်းပိုးလေးရှိတဲ့အတွက်လဲဆရာနာရှင်ကြီးတွေကရတက်မအေးဖြစ်ခဲ့ကြရပါတယ်။ဒါအပြင်အမေရိကန်ဥဆောင်တဲ့နိုင်ငံဆောင်တပ်ဖွဲ့တွေကထိုင်းနိုင်ငံမှာနှစ်စဉ်ကျင်းပပြုလုပ်လေးရှိတဲ့ကော်ပိုရာကိုခေါ်စီရေးလေးကျင်းမှုတွေစပြီဆိုရင်လဲနာဝတာနာအဖဆစ်အာနာရှင်ဗိုလ်ချုပ်ကြီးတွေသွေးပောင်ချိန်တက်လေးရှိပါတယ်။ အမေရိကန်နဲ့ဗြိတိန်တပ်ဖွဲ့တွေက2003မတ်လ20ရက်နေ့မှာအီရတ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ပြီးဆစ်အာနာရှင်ဆာဒမ်ဟူစိန်ကိုဖမ်းဆီးအရေးယူခဲ့တဲ့အချက်ကလည်းမြန်မာဆစ်အာနာရှင်ကြီးတွေရဲ့စိုးရိမ်ထိတ်လန့်မှုကို အထုအထိတ်ရောက်စေခဲ့တာတွေ့ရပါတယ်။အလိုလိုနေရင်ကြောက်နေပါတယ်ဆိုမှထပ်ပြီးဖျက်ချဖို့စူးစမ်းခဲ့သူကတော့ဟောလိဝုဒ်ကကိုလံဘီယာရုပ်ရှင်ကုမ္ပဏီဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီက stay 2005အမည်ရှိအရှင်ကားတစ်ခုကိုဒေါ်လာတန်း100ကျော်အကုန်ချခံပြီးရိုက်ကူးထုတ်လုပ်ပြီး2005ဇူလိုင်လအတွင်းတကဘာလုံးမှတပြိုင်တည်းယုံတင်ပြသခဲ့ပါတယ်။အတန်ထက်လေးစားမြန်ပြီးရေဒါတွေဖမ်းလို့မရအောင်တိစောက်ထားတဲ့ stray ခေါ်ကိုပြောက်အမေရိကန်ဗုံးကျက်လေးကြီးလေးစင်းကဖလပိုင်ကျိုးစုအနည်းရှိလေရင်တီတမောကြီးပေါ်ကနေ15မိနစ်အတွင်း မြန်မာပြည်ကိုအရောက်ပြန်တမ်းပြီးရန်ကုန်နဲ့ပြည်မနာမှာရှိတဲ့နာအဖစစ်ရုံးချုပ်တွေကိုဘုံကျဲတိုက်ခိုက်တာဆစ်အာနာရှင်တစုကိုတုတ်တင်ရှေမုံခဲ့ပုံတွေကိုရိုက်ကူးထားကြောင်းသိရှိရပါတယ်။နာအဖဗိုလ်ချုပ်ကြီးတွေကကြက်ပြေးမျိုးတော်တစ်ကို2000ခုနှစ်ကလေးကစတင်ဆောက်လုပ်နေတာဖြစ်ပေမဲ့တိဆောက်ရေးလုပ်ငန်းတွေကိုအပြီးမသက်သေးခင်2005ခုနှစ်နဝင်ဘာလဆန်းမှာအလင်းစလိုစတင်ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရတာဟာရုပ်ရှင်ကားရဲ့ပယောကားတွေလည်းပါဝင်ကောင်းပါဝင်နိုင်တယ်လို့ယူဆရပါတယ်။ အမေရိကန်ဥဆောင်တဲ့နိုင်ငံစုံရေတပ်ဖွဲ့တွေကဘင်္ဂလားပင်လယ်ပြင်ကတဆင့်ကန်တက်တိုက်ခိုက်မယ်ဆိုရင်အရှိန်တိုအတွဲရန်ကုန်မြို့ကြဆုံသွားနိုင်တယ်ဆိုပြီးတွေးကြောက်နေတဲ့ဒါအဖပိုချုပ်ကြီးတွေကရန်ကုန်မြို့ရဲ့မြောက်ဖက်244မိုင်အကွာဘကိုးရုံမနဲ့ရှမ်းရုံမကြားမှာရှိတဲ့ပြင်မနာဒေသကိုပြောင်းရွှေ့အရှိပြုရင်အတော်အသင့်လုံခြုံနိုင်ကောင်းရဲ့ဆိုတဲ့ခက်ကြောင်ကြောင်အတွေးတွေနဲ့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ပြင်မနာမျိုးဟာပထဝီအနေအထအယတမယိုးကျစစ်ပွဲတွေအတွက်အတော်အသင့်လုံခြုံရေးကောင်းတဲ့ဒေတာလို့ဆိုနိုင်ပါတယ်။ဆရာနာရှင်အောင်ဘူနေဝင်းဟာဂျပန်ခေတ်မှာ သူ့ရဲ့တက်ရင်တက်ဌာနချုပ်ကိုပြင်မနာမှာအရှိပြုဖွင့်လှစ်ခဲ့ပူပါတယ်။ကြပြေမျိုးတော်တဲ့ဟာပြင်မနာမျိုးရဲ့အနောက်တောင်ဘက်ဆနတ်မိုင်ခန့်အကွာပြင်မနာတောင်တွင်ကြီးလက်ဝေးလမ်းဆောင်အနီးမှာတည်ရှိတယ်လို့ဆိုပါတယ်။ နာအဖကကြက်ပြင်းနေပြီးတော့ကိုတောင်မြောင်ဆက်တက်မိုင်ကျော် အရှိအနာရှစ်မိုင်နီးပါးအကျယ်ရှိတဲ့မြေကွက်ပေါ်မှာစတင်တိစောက်နေတာဖြစ်ပါတယ်။ကောင်းကင်တပ်ပုံတွေအရပြင်မနာမျိုးနဲ့နီးတဲ့ပတ်ရှမ်းမှာလုံကြုံရေးအဆောက်တွေနေဖို့လို့ယူဆရတဲ့စစ်ပတ်ဆာရအဆောက်အဦးတွေကိုဆောက်လုပ်ထားပြီးအဲ့ဒီအဆောက်အဦးတွေရဲ့အနောက်ဘက်နှစ်မိုင်ခွဲသုံးမိုင်လောက်အကွာမှာဝင်ကြီးရုံးတွေကိုတိရှားစီဆောက်လုပ်ထားတာတွေ့ရပါတယ်။ ဝင်ကြီးရုံးတွေဟာပုံစံတူတွေဖြစ်ပြီးခေါမိုးတွေကိုအပြရောင်အနီရောင်တွေနဲ့ရှယ်တာထားပါတယ်။ဝင်ကြီးရုံးအဆောက်အဦတွေကိုကောင်းကင်ကကြီးတဲ့အခါစက်ပြင်ကနန်းခွားပုံစံမျိုး၊နာစီစက်ကြတစိမ့်ပုံစံမျိုးတွင်မြင်ရပါတယ်။ဝင်ကြီးရုံးအဆောက်အဦ30လောက်ကိုတောင်မြောင်9မိုင်ခွဲနဲ့အရှိအနောက်3မိုင်နီးပါးကျယ်ဝန်းတဲ့မြေဧရိယာပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်။တောင်ဘက်မှာရှိတဲ့ရှောင်းမကြီးရေကာတာအနီးမှာတော့ အစိုးရအဲ့ရိတ်တာတွေကိုတိစောက်ထားတယ်လို့ဆိုပါတယ်။ဝင်ကြီးရုံးနေရဲ့တောင်ပတ်မှာဝင်တန်းအင်ယာတွေနဲ့ဈေးတွေကိုတိစောက်နေပါတယ်။ကြပြေးလေစိတ်ကိုကြပြေးမျိုးတော်တည်ရဲ့တောင်ဘက်ရှစ်မိုင်ခန့်အကွာမှာရှိတဲ့အေးလာမျိုးအနီးမှာတိဆောက်ထားပါဗျ။စေယုံကျောက်အပါအဝင်အရေးကြီးတဲ့စစ်ပတ်ဆိုင်ရာအဆောက်အဦတွေကိုတော့ပြမနာမျိုးရဲ့အရှေ့မြောက်ဘက်မှာတောတောင်တွေအကာအကွယ်ယူပြီးတိရှာခွဲတိဆောက်ထားကြောင်းသိရှိရပါဗျ။ လေးလာသူတချို့ကတော့နာအဖဖို့ကြုံတွင်နေသူတို့ရဲ့မိသားစုတွေအယူထပြီးရတရရှည်တဲ့အနေနဲ့ကြပြေးကိုပြောင်းဖို့ဆုံးဖြတ်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြတာတွေ့ရပါတယ်။ပြမနာမျိုးရဲ့အရက်လေးမျက်နှာမှာတရှိနေတဲ့မျိုးတွေဟာကိုကနန်းတွေဖြစ်နေတဲ့အတွက် နာအဖထိတ်သိဖို့ကြုံတွေဟာကိုနှဝင်းကြေအောင်အဲ့ဒီအရက်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ယူဆနေကြပါတယ်။ ပြင်မနာမျိုးကို အရှိဘက်မှာပင်လောင်အနောက်ဘက်မှာမင်းလာတောင်ဘက်မှာတောင်ငူနဲ့မြောက်ဘက်မှာတက်ကုန်းစားတဲ့မျိုးတွေကအတီးတီးဝန်းရံထားကြပါတယ်။ဒီမျိုးတွေရဲ့အမြီကိုနိမ့်နံကိန်းကနန်းတွေနဲ့တက်ဆက်ကြည့်ရင်အလုံးကိုကနန်းဖြစ်နေတာကို တွေ့ရပါတယ်။ဒါကြောင့်နာအဖဘူဂျုံကြီးတွေကဒီဒေသကိုရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ထောက်ပြကြပါတယ်။ နာအပဗိုလ်ချုပ်တွေအနေနဲ့စေယုံချုပ်အပါအဝင်အစိုးရယုံတွေအားလုံးကိုချက်ပြေးကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဟာပွဲကျမ်းဖို့ပြင်ဆင်တာဖြစ်နိုင်ပါတယ်။နာအဖကသူတို့ရဲ့ရုံးမတ်ခုနှစ်ချက်ကိုမရရတဲ့နည်းနဲ့အောင်မြင်အောင်လှုပ်ဆောင်သွားဖို့အခိုင်အမာဆုံးဖြတ်ထားပြီးပြည်သူလူထုတရက်လုံးနဲ့ရော အပြစ်ရဲ့အဖွဲတွေနဲ့ရော နိုင်ငံတကာနဲ့ပါ ထိတ်တန့်ရင်ဆိုင်သွားဖို့ခံစစ်ပြင်နေတာဖြစ်တယ်။ နာအဖစီယုံကျုံနဲ့ဝင်ကြီးဌာနတွေရန်ကုန်မှာဆက်ရှိနေမယ်လို့ဆိုရင်ရှစ်လီလုံးကာလာတုံးကလိုအထွေထွေလူမှုအုံကြွားမှုကြီးတွေဖြစ်ပေါ်လာတဲ့အခါလူမှုအင်အားနဲ့ဝိုင်းဝန်းပိတ်ဆို့တာကိုခံရနိုင်တဲ့အပြင်လုံခြုံရေးအဆောင်တသားတွေကိုယ်တိုင်ဆန္ဒပြရဟန်းရှင်လူပြည်သူလူထုနဲ့ပူးပေါင်းသွားပြီးဖိလစ်ပိုင်နိုင်ငံမှာလိုဆရာနာရှင်တွေဘက်တနက်ပြောင်းလှည့်လာမဲ့အရှိအနေကိုကြိုတင်ရှောင်ရှားနိုင်ဖို့အတွက်ချက်ပြေးကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်နိုင်တယ်လို့ယူဆသူတွေလည်းရှိခဲ့ပါတယ်။ ကြက်ပြေးကိုမပြောင်းရွှေ့ခင်2005ခုနှစ်ဩဂုတ်လ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာတိုင်းသတင်းစာကြားနယ်သတင်းထောက်ဒေါ်နွယ်အေးကပြင်မနာကိုပြောင်းရွှေ့မယ်ဆိုတဲ့သတင်းမှန်ကန်ပါသလားလို့မေးမြန်းခဲ့စဉ်အလဲပိုင်းကိစ္စကခနေ့အချိန်အထိကျွန်တော်တို့တွေကိုတရားဝင်ညွန့်ကြားချက်ဘာတစ်ခုမှမရှိဘူးလို့ဝိလက်ကြောင်ဘက်ဖြစ်ဆိုသွားခဲ့တဲ့ပြည်ကြားရေးဝန်ကြီးဗိုလ်ချုပ်ကျော်စန်းက2005ခုနှစ်နိုဝင်ဘာ9ရက်နေ့နာအဖဝန်ကြီးရုံးတွင် ကြပြေးမျိုးတော်တစ်ကိုစတင်ပြောင်းရွှေ့ခဲ့ပြီးနောက်တနေ့မှာစံချိန်တင်ရမယ့်အတူဆုံးသတင်းစာရှင်းလင်းပွဲတစ်ခုကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ညနေ3:00နာရီမှာစတင်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲဟာညနေ3:05မိနစ်မှာပြီးဆုံးသွားခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကိုခါတိုင်းလိုနားအဖသတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တွေနဲ့စစ်ဘက်အရက်ဘက်အရာရှိကြီးဆိုသူတွေတပြုံတမကြီးတက်ရောက်ခဲ့ခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ကျော်စံတယောက်ထဲရှူတိုးတိုးနဲ့ရောက်လာပြီးအစိုးရရုံးတွေပြည်မနာဒေတာကိုပြောင်းရွှေ့မယ်။နေဆက်ဒေတာနဲ့ကျွေးရွာတွေအပါအဝင်မြန်မာနိုင်ငံတဝန်းကိုအုပ်ချုပ်ရတာလွယ်ကူအောင်လမ်းပတ်ဆက်သွယ်ရေးအရာဗဟိုကြတဲ့မြန်မာနိုင်ငံအလဲပိုင်းကိုပြောင်းရွှေ့ရတာဖြစ်တယ်။ပြောင်းရွှေ့ရမယ့်ဝန်ထမ်းတွေအတွက်နေရင်းထိုင်ရင်းနဲ့ကျန်းမာရေးအပြင်ကလေးတွေရဲ့ပညာရေးကအစအဖက်ဖက်ကအပြည့်အစုံပြင်ဆင်ထားတယ်လို့ခတ်တိုတိုပြောပြီးရှင်းရှင်းထားလစ်ဖို့စူးစမ်းခဲ့ပါတယ်။ ဒါပေမဲ့တည်င်းထောက်30 40လောက်ကတကားဝပိတ်ပြီးဝိုင်းအောင်မင်းမြန်ခဲ့တဲ့အတွက်ဘူကျော်စန်းကမကြည်မလည်ပုံစံနဲ့အချင်းရှုံးပြီးဖြေကြခဲ့တာကိုတွေ့ရပါတယ်။ရိုက်တာတည်င်းထောက်ဦးအောင်လှထွန်းကအမေရိကန်တပ်တွေလာတိုက်မှာစိုးရိမ်လို့ပြောင်းခဲ့တာလားလို့ထဲတုံးမိတဲ့အခါဘူမူကျော်ကျော်စန်းကအမေရိကန်တပ်တွေလာတိုက်မယ်လို့ခမည်းကိုဘသူပြောတယ်လဲ။အမေရိကန်တွေကခမည်းကို statement ကြိုပေးထားသလားလို့ဘူတော့ခဲ့ပါတယ်။တခြားတည်င်းထောက်တအူးကလည်းလမ်းမဆက်သွယ်ရေးကိစ္စအပြင် တခြားပါเจ้าတွေရှိလို့ပြမနာမျိုးကိုပြောင်းရတာလဲဆိုတဲ့မိကုံကိုမေးမြန်းခဲ့ပါတယ်။ဒီမိကုံကိုလည်းဓာတ်ရိုက်မဖြေပဲအချိန်တန်ရင်သိရမှာပေါ့လို့ဒုံတိတိဖြေဆိုသွားခဲ့ပါတယ်။နောက်တစ်ယောက်ကလည်းဝန်ထမ်းတွေဘက်ကမပြောင်းရွှေ့နိုင်ဘူးဆိုရင်ကောအရေးယူမှလာလို့မေးမြန်းတဲ့အခါဝန်ထမ်းဆိုရင်ဝန်ထမ်းစီမင်းစီကံအတိုင်းအရေးယူမယ်လို့ခက်တင်တင်ဖြေဆိုခဲ့ပါတယ်။ ပြောင်းရွှေ့ဖို့အတွက်ဘယ်အရှိန်ကိုနောက်ဆုံးအရှိန်အဖြစ်သတ်မှတ်ထားပါတလေလို့မေးမြန်းရမှာလဲတင့်တော်တဲ့အရှိန်ပြောပါမယ်လို့ခတ်တူတူသာဖြေဆိုခဲ့ပါတယ်။ကျန်တဲ့သတင်းထောက်တွေကလည်းမိသားစုဝင်တွေလိုက်လို့ရသလားအဲ့ဒီနေရာကိုမိသားစုတွေဆွေမျိုးတွေတွားရောက်လည်ပဲ권ရှိသလားဆိုတဲ့မေးခွန်းကိုဝိုင်းပြီးမေးမြန်းခဲ့ကြပါတယ်။ဒါပေမဲ့ဒီမေးခွန်းတွေကိုတော့ဗိုလ်မှူးချုပ်ကျော်စန်းကဘာတစ်ခုမှပြန်မဖြေခဲ့ပါဘူး။ ရုပ်စွာအစုံအခုပြောင်းရွှေ့တဲ့နေရာကိုဘာလို့ခေါ်ပါတလဲလို့မေးမြန်းတာကိုတော့နောက်အချိန်တန်ရင်ပြောပါမယ်လို့သာပြီးစွလွယ်ဖြေဆိုပြီးဒရော့တော့ပါနဲ့ထွက်သွားခဲ့ပါတယ်တဲ့ရင်ထောက်တွေဝိုင်းဝန်းမေးမြန်းခဲ့စဉ်ကချက်ပြေးမျိုးတော်တည်ရဲ့အမိကိုဘုံမှုကျောက်ကျော်ဆန်းဆက်ရှင်းမဖြေဆိုနိုင်ခဲ့တာဟာမျိုးတော်တည်ရဲ့အမိအတွက်တော်ဝင်မိသားစုအတွင်းမှာအငြင်းအခုန်ဖြစ်နေပြီးတည်ရဲ့ဝင်အတီးပြုချက်မထောက်ပြန်နိုင်သေးတာကြောင့်ဖြစ်ပါတယ်။ ဒေါ်ကြံကြံကိုးကွယ်တဲ့ဘိုးတော်တွေကမျိုးတော်တစ်ကိုရန်ရှင်ဒါမှမဟုတ်ရန်စင်လို့အမိပေးဖို့အခါတော်ပေးခဲ့ကြပင်မဲ့ဘရင်ယူးယူးနေတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေကဒီတကြိမ်မှာတော့မိဖုရဲ့ကောင်ကြီးရဲ့ဇကားကိုဗီဒိုအာနာနဲ့ပယ်ရှားခဲ့ပြီးနေပြည်တော်လို့အမိပေးခဲ့ပါတယ်။မိဖုရဲ့ကောင်ကြီးရွှေစိတ်တော်မညိုရအောင်ရန်ရှင်ရန်စင်ဆိုတဲ့အတိတ်ပဲမျိုးရှိတဲ့ဇေဒီတဆူကို ရရရှည်တဲ့အနေနဲ့တဲ့ပေးပါမယ်လို့ကတိပြုခဲ့ကြောင်းသိရှိရပါတယ်။